သတင်းလေးတွေတော့ထွက်နေတာပေါ့เนาะဒါပေမဲ့ကိုရီးယားလည်းပြိသက်လိုမျိုးပဲပေါ့เนาะပြန်ပြီးတော့ဟုတ်တာလားမဟုတ်တာလားကောလာဟလာလားဆိုစောင့်ကြည့်နေတာပေါ့အခုတော့တကယ်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်မစောင့်ကြည့်ရတဲ့အတွက်လည်းပါတယ်ပါတယ်ဟိုအမတော့လည်းအပြင်းလူလိုဖြစ်သွားတော့လေသတင်းတွေတက်လာရင်ဟုတ်တာလားမဟုတ်တာလားဆိုတော့အခါကျပြင်းပြင်းနားဆွရတာပေါ့เนาะနားဆွရတော့အမှန်ဆိုတော့ဝမ်းသာပါတယ်လို့တန်းငယ်ဆိုလို့ရှင်လို့ရှင်လဲဒါဟိုပါပေါ့เนาะ အိမ်တော်ပြရမယ့်အရွယ်ရောက်နေပြီပေါ့နော်ပြီးရင်ကလေးတန်းယူပါလို့မအားတော့ပြောချက်ပါတယ်ဒါမှ generation gap တိတ်မဖြစ်မှာပေါ့နော်အမားနဲ့သူနဲ့တိတ်မဆုံပြေဘူးမဒီနုပညာလောကနားတဲ့အချိန်ကြတော့မှသူတို့တွေကရိုက်နေရဆိုတော့လေအမဟိုအမအိမ်တော်ကြပြီးနောက်ပိုင်းမှာတိတ်မရိုက်တော့ဘူးလေအဒီပိုခင်တာကတော့ဒရာမတ်တာတို့အဲဟိုဟာဒီဒီတို့နဲ့ပိုခင်ခဲ့တာပေါ့နော်စိုးပြင်းနဲ့ကြတော့အပြင်မှာတိတ်ပြီးတော့ဟိုတွဲမရိုက်ဘူးဟုတ်အိမ်တော်ရေးကတော့ ထီထိုးသလိုပါပဲပေါ့နော်အဲဒီကတော့ချစ်တာပဲကိုကိုချစ်လို့ပဲယူယူမိဘသဘောတူလို့ပဲယူယူအဲကို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 တိုင်းလည်းကောင်းဖို့လိုသလိုကံတရားနဲ့လည်းအများကြီးစိုက်ပါတယ်အဲ့တော့ဟိုကိုချစ်တဲ့သူနဲ့ပေါင်းဖက်ရတဲ့အတွက်ဟိုမားတို့လည်းကိုချစ်တဲ့သူနဲ့ယူခဲ့တာဆိုတော့လေအဲ့လိုကိုချစ်တဲ့လူအိမ်အောင်ဘက်တွေနဲ့ပေါင်းဖက်ရတဲ့စုံတွဲလေးတွေ့ပို့ပြီးဝမ်းသာပါတယ်